ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မနက်ဖြန်ညနေပိုင်းမှာပွဲထိုးတက်သွားမယ်မြမခုံဆောင်ရိုးရဲ့လက်ဝဲအကျော်မော်ဖိုင်နယ်ကြိုးစားဝင်ရဲ့အကြောင်းကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်ခင်ဗျာမနက်ဖြန်မှာလွန်ပင်းစူပါဖိုက်တာကျင်းပတဲ့မွေးထိုင်းပွဲချင်းများစွာကျင်းပမဲ့ပွဲတွေရှိနေပါတယ်အဲ့ဒီပြိုင်ပွဲမှာမြမခုံဆောင်ရိုးရဲ့လက်ဝဲအကျော်မော်ဖိုင်နယ်ကြိုးစားဝင်ကပထမဦးဆုံးအနေနဲ့မွေးထိုင်းပွဲစဉ်ထိုးတက်မှာဖြစ်ပါတယ် ကျော်တော်ဝင်းရဖိတ်စ်ကျင်းကိုရောက်ရှိလာပြီးတဲ့အချိန်မှာပထမအုပ်စုနေနဲ့မွေထိုင်းပွဲထိုးသတ်မှာဖြစ်ပါတယ်။အိုင်းနိုင်ငံမှာလေ့ကျင့်နေတဲ့အချိန်တစ်ခုကိုရောက်ရှိလာပြီးဖြစ်တဲ့ကျော်တော်ဝင်းတယောက်မနေ့ပြန်မှာတော့ပထမအုပ်စုမွေထိုင်းပွဲကိုထိုးသတ်ရှာတော့မှာပါ။မူလကဝမ်းချမ်းပီယံရှစ်မှာထိုးသတ်ခဲ့ဖို့စီစဉ်ခဲ့သည့်တိုင်အောင်အချိန်ကြီးရင်းရတဲ့ပွဲကဖြစ်လာခြင်းမရှိခဲ့ပါဘူး။အရှိချိန်မှာတော့ဝမ်းချမ်းပီယံရှစ်မှာထိုးသတ်ရမှာမဟုတ်ပဲလွန်ပီနီစူပါဖိုက်မှာထိုးသတ်သွားရမှာဖြစ်ပါတယ်။ဒီကြိမ်ရင်ဆိုင်ထိုးသတ်ရမယ့်ဖိုင်တာကတော့ထိုင်းဖိုင်တာဖြစ်ပါတယ်။ ကျော်တော်ဝင်းနေနဲ့ဘလောက်လက်ဆလက်နာရှိနေပြီလဲဆိုတော့ဒီပွဲကအခြေခံမှာဖြစ်ပါတယ်ကဘာတော့ဖဲဒက်စ်ကမှလေ့ကျင့်ထားတဲ့ကျော်တော်ဝင်းရဲ့လက်ရည်ကဘလောက်အနေထားရှိနေမလဲအရင်ရွေးရလို့ဝေထိုးတဲ့ပုံစံနေနဲ့စင်တူနေအောင်မလားဆိုတော့ဆက်လက်ဆောင်ကြည့်သွားကြရမှာဖြစ်ပါတယ်ကျော်တော်ဝင်းတက်လည်းတကယ်ကိုအရေးကြီးတဲ့ပွဲချန်တစ်ပွဲလို့ညွှန်းဆိုကြည့်ကြပါတယ်ကျော်တော်ဝင်းကလည်းအကောင်းဆုံးလေ့ကျင့်ပြင်ဆင်ထားတဲ့အကြောင်းမျိုးနိုင်မွေးရရှိမယ်လို့ယုံကြည်မိပါတယ် တော်တော်ဝင်ပောင်းဝင်ထိုးတက်မဲ့လွန်ပနီစူပါဖိုက်တန်ဝဲရမနေ့ပြန်မြန်မာစံတော်ချိန်ညနေ9:00နာရီမှာစတင်ချင်းပတ်တော်မှာဖြစ်ပါလိမ့်မယ်။ကျော်တော်ဝင်ရဲ့ပွဲကတော့ညနေ9:00နာရီခွဲကျော်ဝင်ကျင်တော့မှာချိရပွဲရှိပါတယ်ခင်ဗျာ။အဆိုပါပွဲတွေကိုချိရှုနေတဲ့ပြည်သက်တင်နေတဲ့တော့ company muay thai facebook account ကနေတိုင်းရဲ့ကြည့်ရှုအားပေးလို့ရပါတယ်ခင်ဗျာကျော်တော်ဝင်တယောက်လည်းနိုင်မသိမ့်ပိုက်နိုင်မှာစီလို့ဆူတောင်းပေးပါတယ်ခင်ဗျာပရိသတ်တွေနေနဲ့လည်းတူတူဆောင်တည်အားပေးဖို့မေတ္တာရက်ခံကြပါတယ်ကျော်တော်ဝင်ကလည်းအကောင်းဆုံးလေးချင်းပြင်ဆင်ထားတဲ့ပစ်တဲ့ကြောင့်မလို့ကျွန်တော်တို့အနေနဲ့တူတူအားပေး compute လိုက်ချရအောင်ပါခင်ဗျာကျော်တော်ဝင်ရဲ့ပွဲနဲ့ပတ်သက်ပြီးတော့ပရိသတ်တွေနေနဲ့ဘယ်လိုထင်မြင်စမိပါသလဲဒီမီဒီယိုထင်မြင်စတဲ့တွေကိုလည်း comment မှာဆွေးနွေးပေးခဲ့လို့ရပါတယ်ခင်ဗျာ ချောတော်ဝင်ပွဲပွဲပြီးတော့လည်းပွဲပြီးသုံးသက်ချက်ချောင်းလည်းကိုထပ်မံတင်ဆက်ပေးသွားအောင်မှာဖြစ်ပါတယ်ခင်ဗျာဒီကနေ့တော့တင်ဆက်မှုတွေကဒီလောက်ပါပဲဒါမင်းနေ့ဒီမှာလည်း MMA လောကနဲ့အာဖတာလောကမှာနောက်ဆုံးစိတ်ဝင်စားတဲ့အကြောင်းတွေအကြောင်းတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ပါသေးတယ် subscribe လုပ်သွားကြအောင်တောင်းဆိုပါရစေခင်ဗျာအားလုံးနဲ့တာရဲ့ပျော်ရွှင်မဲ့ကောင်းတဲ့ဒီနေ့တစ်နေ့ကိုပိုင်းဆိုင်နေကြပါစေ